ပရိသတ်အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ္တမှာပြန်လည်ကြိုဆိုလာရပါရှင်။ကျမတို့ channel တွေကနေနေစေပြွေပြပသတင်းများ၊ကြောင်းလိုက်ရတဲ့များနဲ့နောက်ဆုံးရတဲ့များကိုအခြေလက်တပင်းညစာတတိဆက်ပြီးတော့မှဖြစ်ပါရှင်။ရခုပရမအောင်စွာစာတတိဆက်ပေးမယ့်အတင်းချောင်းတွေကတော့နိုင်ငံတော်ဆုံးရှုံးထားတဲ့မြို့များနဲ့နယ်မြေများကိုပြန်လည်တိုက်ခိုက်ရယူပေးနိုင်တဲ့စစ်ကောင်စစ်တပ်ဖွဲ့များကိုရာထူးတူပွဲတစိမ့်နဲ့ထိုက်ထက်တတန်စုချမင်းဟုအကြံပေးမြန်လိုက်ကမျက်လုံးပေးလိုက်ပြီးဆိုတဲ့တဲ့တွေပဲဖြစ်ပါရှင်။ မြန်မာနိုင်ငံတော်မှာစစ်ကောင်စီရဲ့ဆုံးရှုံးထားတဲ့အနေအမြင်များကိုပြန်လည်တိုက်ခိုက်ရယူနိုင်တဲ့စစ်ကောင်စီစစ်တပ်အရာရှိများနဲ့လက်အောက်ငယ်သားများကိုရာထူးတိုးပွဲတစ်စိမ့်နဲ့ထိုက်ထိုက်တတန်ဆူချမီဟုမင်းအောင်လိုက်ကမက်လုံပင်လာချောင်းနေပြီးတော့စစ်ပက်တဲ့အမြင်ကရန်ကုန်ခေတ်တဲ့ဌာနထပ်တို့ပြောဆိုထားဖြစ်ပါတယ်အကြမ်းမဲ့စကောက်ဆောင်မင်းလိုက်ကနိုင်ငံတွေတည်ငြိမ်ရေးငြိမ်းချမ်းရေးရရှိရန်အလွန်အရေးကြီးပြီးစက်ကောက်စစ်တပ်ဖွဲ့များအနေဖြင့်နိုင်ငံရဲ့တာဝန်ကို တာဝန်ကြီးပွန်းစွာဖြင့်ရွရွချွချွန်ထမ်းဆောင်ရလို့အကြောင်းခေါင်းဆောင်ပိုင်းအနေဖြင့်လည်းမိမိရဲ့အသက်ကိုပါရဏမချပဲတာဝန်ကြီးပွန်းစွာထမ်းဆောင်နိုင်တဲ့စစ်သားများဆုံးရှုံးထားတဲ့နေမြများကိုပြန်လဲရယူနိုင်တဲ့အထိတိုက်ခိုက်နိုင်တဲ့စစ်သားများနဲ့အရာရှိများကိုရာထူးတို့ဝဲတဲ့စိတ်နဲ့ဘဝနောင်ရင်စိတ်အေးနိုင်တဲ့ထပ်တိုက်ထပ်တန်းစုများချင်းမဲ့ပေးအပ်သွားမည်ဟုမျှလို့ပေးလာကြောင်းသိရှိရပါသည် ဒီနေ့အတွင်းမှာမြို့တွေဆုံးရှုံးထားတဲ့နယ်မြေတွေကိုပြန်လည်ရယူပေးနိုင်ခရင်ရာထူးတိုးမယ်။ဘွယ်တစိတ်တွေလည်းချင်းမြင်မယ်။နောက်ဆုံးဘဝနောင်ရေးစိတ်အိမ်နိုင်တဲ့အထိထိုက်ထိုက်တန်တန်ဆုချမယ်ဆိုပြီးမဲ့လုပ်ပေးလာပါတယ်။အခုလည်းစခန်းငယ်တွေ၊ကင်းစခန်းတွေပြန်သိမ်းနိုင်တဲ့တန်တဲ့အစစ်ချောင်းတွေကိုငွေသားဆုပေးတာတွေလုပ်နေတယ်ဟုနေပြီးတော့စစ်ဖက်သတင်းမြေကအရှင်းပြထားလည်းဖြစ်ပါတယ်။ ထို့ပြင်စကောင်းစီလီတာအတွေ့လေးရင်များဖြင့်ပုံကျတိုက်ခတ်မှုများလုံဆောင်ခဲ့တဲ့လေတအရာရှိများကိုလည်းဝီဂျေးဆိုင်ရာထောက်ပံ့ပေးမှုများကိုစကောင်းစီအလုံဆောင်ရဲ့အရှိနေကြောင်းလေတအရာရှိများရဲ့မိသားစုများနဲ့ဆွေမျိုးလုံချုံရဲ့အတွေ့အသက်တွေလာရောက်နေထိုင်ခွင့်ကိုလည်းရက်ခဲကြတဲ့ကခွင့်ပြုထားခဲ့ရာယခုအခါမှာပုံမူကျင်းဝင်တဲ့နေအိမ်နဲ့အဆောင်များပံ့ပိုးလာကြောင်းသိရှိရပါတယ်အကြံပေးစကောင်းဆောင်မြောင်းလိုက်ကလာမယ့်2025ခုနှစ်ဒီဇင်ဘာလသို့မဟုတ်2026ခုနှစ်ဇန်နဝါရီလအစောပိုင်းရွေးကောက်ပွဲကျင်းပပြုလုပ်မှာဖြစ်ပြီးရင်းရွေးကောက်ပွဲ မတိုင်မီမှာတာဝန်ထမ်းဆောင်နေတဲ့စစ်တပ်အရာရှိများနဲ့စစ်သားများအနေဖြင့်ဆုံရှုံထားတဲ့အနေမြင်များနဲ့မြို့များအများဆုံးပြန်လည်သိမ်းပိုက်နိုင်ရေးဖိအားပေးလျက်ရှိနေကြောင်းသိရှိရပါတယ်။ဆက်လက်ပြီးတော့စကိုင်းမြို့နယ်လက်ပံရွာဘုံကြီးကျောင်းတို့စစ်တပ်ပြစ်ခတ်တဲ့လက်နက်ကြီးချက်ရောက်ပြီးရနောက်ရွာလုံးကျွတ်ထွက်ပြေးနေရပြီးတောင်သားတွေနဲ့စစ်တပ်ကစစ်တပ်လေးထိပ်ဖြင့်ဘုံကျဲတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှဖြစ်ပါရှင်။ စကိုင်းတိုင်းစကိုင်းမြို့နယ်လက်ပံရွာဖုန်ကြီးကျောင်းတို့အကြမ်းဖက်စစ်တပ်ပြစ်ခတ်လိုက်တဲ့လက်နေကြီးကြားရောက်ပြီးရနောက်ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်းဒေတာပြည်သူများကရန်ကုန်ခေတ်တဲ့တင်ဌာနထံသို့ပြောဆိုထားဖြစ်ပါရယ်မစလာ19ရက်နေ့ည9:07မိနစ်အချိန်မှာစကိုင်းတိုင်းမင်းကောလမ်းပိုင်းတွင်အကြမ်းဖက်စစ်တပ်နဲ့တော်လေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ပြီးရနောက်စစ်တပ်ကလက်နေကြီးများဖြင့်ကျွတ်ရများကိုရန်တမ်းပြစ်ခတ်ခဲ့ကြောင်းသိရှိရပါသည် အကြံပေးစစ်တပ်ကပြစ်ခတ်ခဲ့တဲ့အလက်နဲ့ကြီးကြီးဟာလက်ပံရွာဖုန်ကြီးကျောင်းကိုကြာရောက်ပောက်ကွင်းခဲ့ပြီးရွာလုံးကျွတ်ထွက်ပြေးတင်းချန်နေရကြောင်းလက်နဲ့ကြီးကြာရောက်ပောက်ကွင်းမှုကြောင့်ပြည်သူများထိခိုက်မှုရှိမရှိကိုအသိပြုနိုင်ခြင်းမရှိတဲ့ကြောင်းသိရှိရပါတယ်။ စစ်ကိုရီနဲ့ PDF တွေကစကိုင်းမင်းကွန်သွားတဲ့လမ်းမှာတိုက်ပွဲတွေဖြစ်နေတာစစ်ကိုရီဘက်ကတော့အလောင်းတွေကိုကားတွေနဲ့မိုးကားတွေအုပ်ပြီးတဲသွားပါတယ်စစ်ကိုရီကလည်းနဲ့ကြီးတွေရမ်းပစ်လို့လက်ပံရောဖုံးကြီးချောင်းပေါ်ကြတာပျက်စီးတာလည်းရှိပါတယ်တရားလုံးကတော့ဘေးလွတ်ရာကိုရှောင်နေရပါတယ်ဟိုဒေတာ B22 ကပြောဆိုထားဖြစ်ပါတယ် ။ချုပ်ပြင်းမန္တလေးတိုင်းတောင်တာမြို့နယ်ရှိကျေးရွာများကိုလည်းအကြမ်းဖက်စစ်တပ်ကဆက်တပ်နေထိုင်များဖြင့်ပုံကျဲတိုက်ခတ်ခဲ့တော့ကြောင်းတောင်တာမြို့နယ်လူထုလှုပ်ရှားမှုကော်မတီကပြောဆိုခဲ့ရတဲ့ဖြစ်ပါတယ်။မက်စနာစကွဲနေအနေနဲ့အစောပိုင်း9:00 18မိနစ်ခန့်တွင်အကြမ်းဖက်စစ်တပ်ကဆက်တပ်နေထိုင်ဖြင့်ကြည်ပင်တဲရွာနဲ့နဂေါပူရွာဘက်ကိုပုံတိကျချပြီးလက်နေငယ်များဖြင့်ပြစ်ခတ်ခဲ့ကြောင်းသိရှိရပါသည်။ အကြံဖက်စတဲ့ရဲ့ဒီကြောင့်တက်ခတ်မှုအတွင်းပြည်သူများထိခိုက်မှုအခြေအနေနဲ့ပြည်စင်းမှုအခြေအနေကိုမသိရသေးဘဲဆက်လက်စုံစမ်းနေဆက်ဖြစ်ကြောင်းတောင်းတမြို့နယ်လူထုလှုပ်ရှားမှုကော်မတီကပြောဆိုထားလည်းဖြစ်ပါရယ်ဆက်လက်ပြီးတော့မြင်းချံကမာယာ15ဆစ်စီရဲ့ဂိတ်ကို MPD တပ်ဖွဲ့မှအနေကဝင်ရောက်ခရရီစက်ကောင်စစ်သား3ဦးတင်ဆောင်ခဲ့တဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးမှဖြစ်ပါရှင့် မန္တလေးတိုင်းမြင်းချမ်းမြို့အခြေဆိုင်တမတ်ကိုစကောလက်အောက်ခံခမရ15တရင်ရှိရှိစစ်စီဂိတ်ကိုအနိကဝင်ရောက်တိုက်ခတ်ခဲ့ပြီးစကောင်းစစ်တပ်သား3တေဆုပ်ခဲ့ကြောင်းသိရှိရပါသည်ယမန်နေ့မတ်လ18ရက်နေ့နေ့လယ်3နာရီကျော်ခန့်တွင်ခမရ15ရှိစကောင်းစစ်တပ်20ခန့်ရှိတဲ့စစ်စီဂိတ်ကိုကျော်လိုက်ပူပေါင်းအဖွဲ့များကဝင်ရောက်တိုက်ခတ်ခဲ့ကြောင်းမြင်းချမ်း Black Tiger MBG ပျောက်ကြားခရိုင်တရင်ကိုတပ်ဖွဲ့ချမ်းမှသိရှိရပါသည် ယောက်ျားစနစ်နဲ့အနီးကပ်တိုက်ခတ်ခဲ့တာပါအဓိကကတော့အဒီကောင်တွေကဆက်ကြီးကောက်နေတာတွေပီတူတွေကိုဖမ်းဆီးတာတွေလည်းရှိပါတယ်မြင်းချမ်းမြို့ရဲ့မြို့ဆောင်တပ်တဘောမြို့လည်းဖြစ်ပါတယ်မြင်းချမ်းမြို့ရဲ့ဝင်လန်းထွက်လန်းနေရာတစ်ခုလည်းဖြစ်ပါတယ် သူတို့ဘက်ကသုံးဦးတည်သွားပြီးဒဏ်ရာလည်းရှိပါတယ်။ငင်းချံ Black Tiger MPD တပွဲငင်းချံခရရန်တရင်ကိုတပွဲခေါင်းဆောင်ဘိုးမိုက်ခဲကတော့ပြောဆိုထားဖြစ်ပါတယ်။15မိနစ်ခန့်ဖြစ်ပွားခဲ့တဲ့အဆိုပါတိုက်ပွဲအတွင်းမှာနှစ်ဖက်အပြန်လည်းပြစ်ခတ်ခဲ့ပြီးတော့ငင်းချံမြို့တောင်တာဖက်မှရှိတဲ့စကောင်စီတပ်မှလက်နက်အကြီးများနဲ့ပြစ်ခတ်ခဲ့ကြောင်းထိခိုက်မှုမရှိကြောင်းဘိုးမိုက်ခဲထံမှသိရှိရပါတယ်။ တက်ခတ်မှုကတော့မြင်းချမ်းဘလက်ဖိုက်က MPD တပ်ဖွဲ့နဲ့မဟာမိတ်များဖြစ်တဲ့အညာဖက်ဒရယ်တက်ဖို AFDN ဝမ်ဘလီပြောင်းချအဖွဲ့တို့မှပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ် ဆက်လက်ပြီးတော့အညောင်ကျိုးတိုက်ပွဲမှာထွက်ပြေးလာတဲ့စစ်ကောင်စစ်တပ်ဖွဲ့ဝင်များကိုအုတ်ချစ်ပင်လန်းဆိုတွေစောက်ဖက်ပြီးတော့တိုက်ပွဲတင်းကိုပြန်ပို့နေတဲ့ဆိုရင်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ပုဂိုရိုင်းရဲ့ပထမမြို့နယ်ညောင်ကျိုးကျေးရွာအနီးမှာဖြစ်ပေါ်နေတဲ့တိုက်ပွဲမှာထွက်ပြေးလာတဲ့စစ်ကောင်စစ်တပ်ဖွဲ့ဝင်များကိုပြန်လည်ဖမ်းဆီးကတိုက်ပွဲအတွင်းကိုပြန်ပို့နေကြောင်းသိရပါတယ်။ ညောင်ကျိုးပောင်းဝင်ချင်းရှိကာဖေစခန်းများအလုံးသိမ်းပိုက်ခံခဲ့ရပြီးတိုက်ပွဲမှာထွက်ပြေးလာတဲ့စကောင်စစ်တပ်ဖွဲ့များကိုအုတ်ချစ်ပင်နှံဆိုတွင်စောက်ဖမ်းပြီးတိုက်ပွဲပြင်းထန်နေတဲ့ချင်းကုန်းနဲ့ညောင်ကျိုးတို့ပြန်လည်ပို့ဆောင်နေကြောင်းတပ်တရဲမြင့်မြတ်ထံမှသိရှိရပါတယ်အဲ့ဒီကိစ္စကဟုတ်တယ်တယောက်ချင်းပြေးနေတာအုတ်စုဖွဲ့ပြီးပြေးကြပါတယ်ဒဏ်ရာတူလည်းပြေးတယ်မရတဲ့တူလည်းပြေးပါတယ်ဆကားဆတ်တကအုတ်ချစ်ပင်လန်းဆိုကနေပြန်ဖမ်းပြီးပြန်ပို့နေတယ်ဟိုဘူကြီးစင်ရောကပြောဆိုထားဖြစ်ပါတယ်စကောင်းစီတီကပါစာ6မှာ ညောင်ကျွန်းညောင်ချီတော့ကြီးရွာများတို့စစ်မှုထမ်းတင်တန်းစင်အမတ်စင်ချင်းမှာအင်အား600ခန့်ပို့ဆောင်ထားပြီးချက်ပြေလူမြောက်တို့များချက်တွင်အမတ်ရှိအမတ်စင်ရှိကနေတင်တန်းစင်အများပြပါဝင်ကြောင်းတတ်တရေမြင့်ကအတိပြုပြောဆိုထားဖြစ်ပါတယ်။ညောင်ကျွန်းတပ်ပွဲတွင်မှစစ်ကောင်စစ်တပ်ဖွဲ့များဟာပြီးခဲ့တဲ့မတ်လ9ရက်နေ့ကနေစတဲ့ကအစုလိုက်ထွက်ပြေးနေကြပြီးထွက်ပြေးသူများချက်တွင်ဒဏ်ရာရှိသူအများပြပါဝင်ကြောင်းစီရေးတရေမြင့်များထပ်မတရှိရပါသည်။ ကြောက်ပူချောင်းမှာအုတ်ချစ်ပင်ဖက်ထွက်ပြေးသွားတဲ့တပ်ဖွဲ့ဝင်များကိုစစ်ကောင်စီကပြန်လည်ဆောက်ဖမ်းပြီးဒဏ်ရှိသူများပါမကျန်ညောင်ကျူးနဲ့ချင်းကုံပတ်ဝန်းကျင်ရှိတပ်ဖွဲ့အတွေကိုပြန်လည်ပို့ဆောင်နေကြောင်းသိရှိရပါတယ်။ ထို့ပြင်ညောင်ချေတောက်တွင်လက်နေကြီးအထိုင်ချထားတဲ့စခန်းကနေလက်နေကြီးပြစ်ကူ၍ကပ္ပ၁၆အတွင်မှနေပြီးလက်နေကြီးပြစ်ကူမှုများပါပေးနေကြောင်းဒေတာခံများထံမှသိရှိရပြီးညောင်ကျိုးပတ်လည်ရှိကကစ်စခန်းအလုံးနီပါကိုသိမ့်ပန့်ရယူနိုင်ပြီဖြစ်ကြောင်းအေအေရဲ့ပြောခွင့်ရရှိသူဥခိုင်ဒုက္ခကအတိပြုပြောဆိုထားလည်းဖြစ်ပါရယ်ဆက်လက်ပြီးတော့အမေရိကန်အကူအညီဖြတ်တောက်မှုဟာမလို့အပယ်ရက်ဆက်မှုများကိုဖြစ်စေတယ်လို့လူ့အခွင့်အရေးရရှိကဝေဖန်ထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှဖြစ်ပါရှင်။ အမေရိကန်ရဲ့လူသားချင်းစာနာမှုအကူအညီတွေရုပ်ကြည်ရက်သက်လိုက်တာကြောင့်လူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေတဲ့မြန်မာပြည်သူတွေဟာပြင်းပြင်းထန်ထန်ဆိုးကျိုးတွေခံစားနေရပြီဖြစ်တယ်လို့ကုလသမဂ္ဂလူအခွင့်အရေးရှိကပြောဆိုခဲ့ကြောင်းသိရပါတယ်။မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တွေတွင်အင်သူတို့က၎င်းနေ့ဖြင့်အဖွဲ့ဝင်၄၈နိုင်ငံကိုဒီလိုပြန့်နှံ့လာနေတဲ့လူသားချင်းစာနာမှုအချက်တန်ဆိုင်ရာဘေးအန္တရာယ်ကိုဆန့်ကျင်တဲ့အကြေညာချက်စာလကြောင်းထုတ်ပြန်ဖို့ပန်ချာမှာဖြစ်ပြီးအဲ့ဒီစကားတွေကိုအလုံးနဲ့လိုက်ပါအေးအေးယူဆောင်ရွက်ကြဖို့သူတို့ကိုတိုက် ်တော်မှာဖြစ်ပါတယ်လို့ဆိုချဖြစ်ပါတယ်အရေးယူဆောင်ရမယ့်အထက်မှာ ခုတ်ထစ်ခံရမီးရှို့ခံရပြီးအသက်အန္တရာယ်ခြေချောက်ခံရသူတွေအတွက်အသက်ရှင်တန်ရက်တည်ရေးအစီအစဉ်တွေ အရေးတကြီးလိုအနေနဲ့ရန်ပုံငွေ၆ပတ်နှံတွေပါဝင်နေဒီကိစ္စတွေကိုလှုပ်ခွင့်ရေးကော်မတီကမှမလုပ်ရင်ဘာလုပ်လို့မလဲလို့သူကပြောဆိုထားဖြစ်ပါတယ်အမေရိကန်ကကမ္ဘာအကြီးဆုံးလူတာချင်းစာနာမှုအကူအညီတွေပေးဆောင်တဲ့နိုင်ငံတစ်ခုဖြစ်ပြီး Trump အစိုးရအခွင့်နဲ့၎င်းတို့ကိုထောက်ခံတဲ့သူတွေကတော့အမေရိကန်က101ဘိုးတွေကိုအချိန်အတော်ကြာထမ်းထားရတယ်ဆိုပြီးစောတကတက်ခဲ့ကြတယ်ဖြစ်ပါတယ် မြန်မာနိုင်ငံဆိုင်ရာအမေရိကန်တောင်ရွရဲ့ website မှာဖော်ပြထားရတဲ့ပြီးခဲ့တဲ့အောက်တိုဘာလ25ရက်နေ့ရက်စွဲကြေညာချက်မှာတော့2023ခုနှစ်အောက်တိုဘာလ1ရက်နေ့ကစပြီးအမေရိကန်ကလူတာချင်းစာနာမှုအကူအညီဒေါ်လာ140တန်ထောက်ပံ့ပေးခဲ့တယ်လို့ဆိုထားရတယ်ဖြစ်ပါတယ်ကြောင်ရတဲ့ဆက်ပေးမှုကျွန်မဝိကတာနာကိုပြောပါရှင်အပင်းဆောင်မှုအတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်